ဒီအိမ်ဖို့လင်များကအိမ်ရှင်မိသားစုကိုတက်ခဲတဲ့အမှုလေးကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်။ဒီအမှုလေးကတော့အင်ဒိုနီးရှားနိုင်ငံမှာ2012ခုနှစ်တုန်းကဖြစ်သွားခဲ့တဲ့အမှုလေးတစ်ခုဖြစ်တယ်ပေါ့နော်။အားလုံးမင်္ဂလာပါ။ဒီနေ့ကျွန်တော်ပြောပြမယ့်အမှုလေးကတော့ဒီအိမ်ဖို့လင်များကအိမ်ရှင်မိသားစုကိုတက်ခဲတဲ့အမှုလေးကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်။ဒီအမှုလေးကတော့အင်ဒိုနီးရှားနိုင်ငံမှာ2012ခုနှစ်တုန်းက ဖြစ်သွားခဲ့တဲ့အမှုလေးတစ်ခုဖြစ်တယ်ပေါ့နော်ခုပုံမှန်မြင်နေရတဲ့သူတွေကတော့ဒီအိမ်ဖုံလေးများတွေဖြစ်ကြတယ်သူတို့နှစ်ယောက်က2009ခုနှစ်မှာရီယာဆက်ဖြစ်ပြီးတော့မှပြီးတော့2010ခုနှစ်မှာသူတို့နှစ်ယောက်ကလက်ထပ်ဖို့အတွက်မိဘမှာခွင့်ပြုချက်တောင်းတယ်အမျိုးသားကတော့အစ္စလမ်ဘာသာဝင်ဖြစ်ပြီးတော့မှအမျိုးသမီးကတော့ဟိန္ဒူဘာသာဝင်ဖြစ်တယ်ဒါကြောင့်ဝင်တော့ဘာသာမတူတဲ့အတွက်ကြောင့်အမျိုးသမီးဘက်ကမိဘတွေကသူတို့နှစ်ယောက်ကိုသဘောမတူခဲ့ကြဘူးဒါကြောင့်ယောက်ျားဖြစ်သူကပေါ့နော်သူ့ရဲ့ဇာတိမျိုးကို အမျိုးသမီးကိုခူးပြီးသွားခဲ့တယ်။ယောက်ျားကအဲ့ဒီမြို့မှာပေါ့နော်ဆိုင်ငယ်ခူးရတွေစိတ်ခူးရတွေရှိနေတဲ့အတွက်ကြောင့်အဲ့ဒီမြို့မှာသူတို့တွေကပေါ့နော်အလုံးအကန်အဆင်မပြေခဲ့ကြဘူး။ဒီလိုနဲ့ကောင်မလေးမိဘစီးတဲ့မြို့ကိုပြောင်းလာခဲ့တယ်။ဒါပေမဲ့ကောင်မလေးရဲ့မိဘတွေကသူတို့နှစ်ယောက်ကိုလက်မခံခဲ့ဘူး။ဒါပေမဲ့ကောင်မလေးအတော်ဖြစ်သူကပေါ့နော်တနာလို့သူတို့နှစ်ယောက်ကိုတနာလို့ဆိုပြီးတော့မှလက်ခံခဲ့တယ်။အဲကောင်မလေးကတော့အိမ်ဖို့လုခံပြီးတော့မှကောင်မလေးရဲ့အမျိုးသားကတော့ကားဒရိုက်ဘာ လုတ်ခံခဲ့တယ်။စစချင်းမှာတော့ဒီအိစင်မိသားစုကပေါ်တော့ဒီအိဖို့လူများကိုမိသားစုဝင်လူမျိုးတွေဆက်ဆံကြတယ်။ဒါပေမဲ့နောက်ပိုင်းမှာပေါ်တော့ရုတ်တရက်ဖြစ်သူက AB ကပြည်သမားတွေနဲ့ပေါ်တော့ညဘက်ဆိုရင်အပြင်ထွက်တောက်စားတာတွေရှိခဲ့တယ်။ပြီးတော့အချူးမပြေတာတွေရုတ်တရက်ကစပြီးတော့မှလုတ်ဆောင်ခဲ့တယ်။ပြီးတော့လေပေါ်တော့အိစင်ပိုင်နဲ့ဆန်ကေဦးလည်းပေါ်တော့သူစိတ်ကြိုက်ပေါ်တော့ခွင့်မတောင်းပဲနဲ့စီးရောက်နေချေခဲ့တယ်။သူကြိုက်တဲ့လူမျိုးသူလုံဆောင်ခဲ့တယ်ဒီလိုနဲ့အိရှင်မိသားစုကပေါ်တော့ဒီအိဖို့လေးများနှစ်ယောက်ကို ပညာပြလာတယ်လာစာတွေကိုတဖြည်းဖြည်းနဲ့စောချလာတယ်ဟိုလေလာစာတွေကိုဘောတော့အပြစ်မပြီးတော့ဒီလိုနဲ့ဒီအိတ်ဖို့လင်းများဘောတော့ဒီအိတ်စင်မိသားစုအပေါ်မှာအညိုးတွေထားလာတယ်ဒီအိတ်ပိုင်စင်မိသားစုတွေကိုတက်ပြီးတော့မှသူတို့ပန်ဆိုင်တဲ့ပစ္စည်းတွေကိုယူပြီးထွက်ပြမယ်လို့သူတို့နှစ်ယောက်ကြံစီခဲ့တယ်ဒီလိုနဲ့2012ခုနှစ်မှာဒီအိတ်ဖို့ယောက်ျားရဲ့ပညာသင်ငယ်ချင်း၄ယောက်နဲ့အတူညဘက်မှာအိတ်ကိုနောက်ပြီးပေါက်ောက်နေဝင်လာတယ်အိတ်စင်မိသားစုဘောတော့အိတ်နေတဲ့အချိန်မှာဒီပညာသမား၄ယောက်ကဘောတော့အခန်းထဲမှာဝင်ပြီးတော့မှဓာတ်နဲ့ထိုး တက်ခဲ့တယ်ဒီလိုနဲ့အလောင်းတွေကိုဆောင်းနဲ့ပတ်ပြီးတော့မှ6ကမ္ဘာတစ်ခုမှာသူတို့တပ်ပစ်လိုက်တယ်ပြီးတော့ဒီအိတ်ဖုန်လင်များကပေါ့နော်အိတ်စင်မီတာစုပိုင်တဲ့ပစ္စည်းတွေကိုယူပြီးတော့မှသူတို့နေရာထွက်ပြေးသွားခဲ့တယ်ပြီးတော့အိတ်စင်မီတာစုရဲ့မိတ်ဆွေတွေကပေါ့နော်သူတို့ဒီအိတ်စင်မီတာစုတွေကိုသူတို့ကဆက်သွဲ့တယ်အဆက်သွဲ့မရတဲ့အတွက်ကြောင့်ပေါ့နော်အိမ်မှာလာပြီးတော့မှကြည့်တဲ့အခါမှာအိမ်ခန်းထဲမှာသွေးတွေစိုးနေတာကိုသူတို့တွေ့လိုက်တဲ့အခါမှာရေတွေကိုချက်ချင်းသူတို့အကြောင်းကြားလိုက်တယ် ဒီလိုနဲ့ရဲတွေကစုံစမ်းစစ်ဆေးမှုတွေလုပ်လိုက်တဲ့အခါမှာဒီအိမ်ဖုန်လင်မြောင်နောက်ကိုဖမ်းမိသွားခဲ့ကြတယ်။နောက်ဆုံးမှာတော့ဒီလင်မြောင်နှစ်ယောက်ကိုပေါ့နော်တည်တံချမှတ်လိုက်တယ်။ပညာသမား၄ယောက်မှ၂ယောက်ကိုတော့ထောင်နဲ့တသက်တကျုံချမှတ်လိုက်တယ်။ကျန်တဲ့ယောက်ကိုထောင်နဲ့နှစ်နှစ်ဆယ်ပြီးတော့မှကျန်တဲ့တယောက်ကိုထောင်နဲ့ဆယ်တနည်းအတီးတီးချမှတ်လိုက်တယ်။အားလုံးကိုကျေးဇူးတင်ပါတယ်အစအဆုံးသတို့ပြည်တို့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့အားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာ